်တ်ာဘုရားမဖြေတဲ့မိဂုံ10မျိုးရှိမဖြေတဲ့မိဂုံဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာလဲဆိုမြတ်စွာဘုရားက အတ္တအသက်လိပ်ပြဝิญဉ်ကောင်ဆိုတာဇီဝဆိုးဆိုတာလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မိဂုံတွေကိုမဖြေဘူးမြတ်စွာဘုရား။မဖြေဘဲနဲ့ထားတယ် အလို မဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမိကုံးမျိုးရှိနိုင်သလားဆိုရှိတာပေါ့နော်ဥပမာမယ်လူတယောက်မှာအိမ်ထောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာသားသမီးမထွန်းကားဘူးနော်သားသမီးမထွန်းကားတဲ့မိသားစုမှာသူ့သားကဘယ်ရွယ်ရှိပြီလို့ သာသမီမှမရှိတဲ့သူ့သားပဲရွယ်ရှိပြုံဆိုတဲ့မိကုံဘလို့လို့ဖြစ်ဖြစ်လို့မရတဲ့ဟာပဲလေဖြစ်လို့မရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိထင်ဂျပန်လားမိထင်ဂျာမနီလားလို့သွားမေးဘလို့လို့ဖြစ်ကိုယ်မှမရှိတဲ့ကားအဲ့ဒီကားဘာရောင်နှုန်းလို့ပြောရင်းနဲ့ဖြစ်လို့မရဘူးလေအဲ့ဒီလိုမိကုံမျိုးမြတ်စွာဘုရားက အတ္တဆိုတာကိုလက္ခဏာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့မပြောဘူးအဲ့ဒါနဲ့ kain ပြီးတော့တရားကိုရှိတယ်လို့မပြောဘူးဒါကြောင့်အဲ့ဒါနဲ့ kain ပြီးတော့မေးလို့ရှိရင်တရားဟာဆိုပါစို့လူဟာသိပြီးရင် ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုမေးကောဘယ်လိုမှဖြစ်လို့မရတယ်မေးကောလူမှမရှိတာနော်လူလို့ပြောတဲ့အရာမရှိဘူးပြောတဲ့နာမရှိတဲ့တော့ ဒီလိုခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမေကွန်းဆက်ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအပြာကတမေတံဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အပြာကတမဖြေဘူးလို့ဒီမေကွန်းကဖြေလို့ရတဲ့မေကွန်းတို့မဖြေဝဲထားတဲ့မေကွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မေကွန်းအဲ့ဒါလို့ မြတ်စွာဘုရားဖြေလိုက်တဲ့အခါကျတော့ဒါဖြင့်အရှင်ဘုရားဒါကိုမပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုရင်အေးရုပ်တည်နံနေအမှန်တရားတွေကို သိရှိပြီးတဲ့နောက်မှာသရဝရီဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်သရဝရီဟာစင်ကြယ်မှုကိုရပြီးတောကပရိဒီဝါရီဒုက္ခဒေါမနတာတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဟာ ဒီလိုပဲဟောတယ်တရဝါကိုမဆုံးလို့ဘူးအဲ့ဒီလိုတန်တရာဟောကလွတ်တယ်ဆိုတာရုပ်တည်နန်းဒီဒီချင်းစဉ်ကိုကျင့်လိုက်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ဒီလိုပဲဟောတယ်လို့အစောပြားပြောတဲ့ကသူကမမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူ လောကသားတွေဟာဒီတဏှာဥကဘယ်နှယောက်ထွက်သွားပြီလဲနော်အရှင်ဘုရားနိလန်တိုင်လူတွေကိုတဏှာဥကထွက်အောင်နိလန်ချပေးတယ်ဆိုရင်အဲ့ထဲကတတ္တလောကကြီးတစ်ခုထဲမှာသုံးပုံတစ်ပုံလောက်တဏှာဥကလွတ်သွားပြီလားသုံးပုံတစ်ဝက်လောက်လွတ်သွားပြီလားဆိုရဲမိကုံပြန်မေးတယ် အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားသူ့စကားမပြောတော့ပဲနဲ့ငြိမ်နေလိုက်တယ်။အဲ့ဒီအချိန်လေးမှာ ရှန်နန္ဒာကမြတ်စွာဘုရားနာရှိတယ်။ရှိတော့ရှန်နန္ဒာကဒီဥဒ္ဓိယဟာသူမေးလိုက်တာကိုမြတ်စွာဘုရားမဖြေနိုင်ဘူးလို့အမှတ်မှားသွားလိမ့်မယ်။တကယ်ကတော့မြတ်စွာဘုရားကခုနမေးခွန်းမဲ့သူပြန်မေးနေလို့မဖြေတာ။ဟောတရဝါနဲ့ပတ်သက်တာလည်းပြန်မေးလို့မဖြေတာ။ အဲ့တော့ရသော်ဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတစ်ပုံကနိဗ္ဗာန်ရောက်သွားပြီဒူဥယေသုံးပုံတစ်ပုံရောက်သွားပြီသုံးပုံထဝက်ရောက်သွားပြီတရဝါရီနေနဲ့နိဗ္ဗာန်ရောက်သွားပြီလို့ရသော်ဘုရားဒီလိုဟောတာမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ် နေဆက်မှာတိတ်ထားတဲ့မြို့လုံချုံကြီးအတွက်တင့်ကျက်ထားတဲ့မြို့တစ်မြို့မှာဒတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတပေါက်သေးပဲထားတယ်ကျန်တဲ့အပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နေဆက်ကရှမ်းသူတွေနဲ့နှီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နေထွက်တဲ့လူတွေကိုကြည့် ဝင်နေထွက်တဲ့လူတွေချိတဲ့အခါကျသူဟာတနေ့တနေ့လူဘယ်နှယောက်ထွက်သွားတယ်ဘယ်နှယောက်ဝင်တယ်ဆိုတာဟုတ်သူကြည့်တာမဟုတ်ဘူးသူစဉ်းစားတာဘာလို့ဆိုလို့ရှိရင်လိုက်ပြီးတော့မြို့ကိုစစ်လိုက်တဲ့အခါမှာဘယ်နေရာမှာအပေါက်မရှိဘူးဒီတပေါက်ဖက်ရှိအဲ့လိုဒီတပေါက်ထဲရှိတာကိုသိတဲ့အခါကျတော့တဲ့သူကဘယ်လိုဆုံးဖြတ်တော့လဲအေး ဒီမျိုးတဲ့ဝင်တဲ့လူတွေအလုံးဟာဒီပေါက်ကောင်းဝင်ဒီမျိုးကထွက်တဲ့လူတွေလည်းဒီတပေါက်ကပဲထွက်တယ်အဲ့ဒါလို့ဝင်တာလည်းဒီတပေါက်ပဲထွက်တာလည်းဒီတပေါက်ဆိုတာကို သူသိတယ်လို့ပဲတဲ့ရသော်ဘုရားကလည်းပဲတဏှာဟုတ်ကလွတ်တယ်ဆိုတာဒီလမ်းကြောင်းနဲ့ပဲလွတ်တယ်ဒီလမ်းကြောင်းကလွဲတခြားလမ်းကြောင်းမဟုတ်ဘူးလို့လူတိုင်းလူတိုင်းဟာနိဝရဏတရား၅ပါးဖယ်ရှားခြင်းဘုဇင်ခုနှစ်ပါးကိုပွားများအထောက်ခြင်း တတိပဒံတရားလေးပေါ်ပေါ်မှာစိတ်ကိုအခြေခံထားခြင်းဖြင့်မဂ္ဂင်၈ပါးကိုပွားများပြီးမှတဏှာဝကလွတ်ကြတာလို့အလုံးဟာတဏှာဝကလွတ်သမျှတွေဒီလမ်းကြောင်းကသွားတယ်လို့မြတ်စွာဘုရားဒါပဲဒီဒါကိုပဲနှလုံးသွင်းတယ်တရဝါရီဘယ်လောက်ရှိတယ်ညဟုတ်လားတရဝါရီရဲ့ဥယေရဲ့တဝက်ဟာထွက်သွားပြီနောက်ထပ်တဝက်လောက်ကျန်သေးတယ်သုံးပုံသုံးပုံတို့ပုံ ထွက်သွားပြီနှစ်ပုံလောက်ကြံသေးတယ်ဒီလိုဟာမျိုးပုံမှာမြတ်စွာဘုရားလုံးလာမပြူဘူးလို့ဒီလိုဝင်ပြီးတော့ရှန္နနာပြောလိုက်တယ်မင်းမေးတာမဖြေတာဟာခုနလည်းတရဝအကြောင်းမေးတယ်အခုလည်းတရဝအကြောင်းပဲထပ်မေးလို့မြတ်စွာဘုရားအနေနဲ့တရဝဆိုတာကိုလက်ခံတာမဟုတ်သည့်အတွက်ကြောင့်ဒီမေးခွန်းကိုမဖြေတာလို့ဆိုပြီးဥဒိယတုတ်မှဒီလိုခေါ်ထားတာရှိတယ်နော်ဒီယူဝါဒတွေနဲ့ပတ်သက်လာလို့ရှိရင် အင်တာမလေးနဲ့တဲ့အတွေ့အမြင်တွေပေါ့နော်အဲ့တော့သူ provide အနေနဲ့ဒီလိုနေရင်ကနေမြတ်စွာဘုရားနဲ့တွေ့တယ်နောက်ပိုင်းမှာဘုရားသာသနာကိုသူကြီးညိုလာမြတ်စွာဘုရားနဲ့တွေ့တရားတော်နဲ့ပတ်သက်ပြီးတော့ကြီးညိုလာတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့သူယဟန်ခံတယ်နော်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံယဟန်ခံတဲ့အခါမှာ သူဟာရဟန်းနေရဲ့တီလာကိုစင်ကြအောင်မကြိုးစားပဲနဲ့တီလာပြည့်စုံအောင်မကြိုးစားပဲနဲ့ဟုတ်ကမ္မထတရားကိုပဲထိုင်တယ်ကိုကျင့်တီလာကမပြည့်စုံဘူးအဲ့လိုဖြစ်တဲ့အခါကျတော့တီလာကိုအရင်တန်ရှင်းစင်ကြအောင်ကျင့်နှက်လောက်အောင်မလုပ်ဖဲနဲ့တရားထိုင်သည့်အတွက်ကြောင့် တရားလို့မရအောင်အားထုတ်တာ ဘာတရားမှမရဘူးဖြစ်တယ်။အဲ့တချို့ပုဂ္ဂိုလ်တွေဟာရသော်ဘုရားစီဟာတရားယူပြီးတော့သူတို့တရားဓုတရားမြတ်ရတယ်ဆိုတာကိုဘုရားကလာလာလျှောက်တာကိုသူကသိရတယ်။သိတဲ့အခါကျတော့သူဟာတရားထုတ်ရတဲ့တဲ့တရားဓုမရတာဘာကြောင့်လို့ဆိုပြီးရသော်ဘုရားစီဩဝါဒခံမယ်ဆိုတဲ့အနေထားနဲ့ရသော်ဘုရားကို ယဟန်ဖြစ်တဲ့ချင်းကပ်ပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုအချင်းချုပ်ကလေးတရားတပုတ်ခေါ်ပြီပါတဲ့။ရှင်ဘုရားဟောတဲ့တရားအတိုင်းတပည့်တော်ဟာသက်ဆွန်ကြိုးပမ်းအထုတ်ပါမယ်။ကြိုးစားပါမယ်လို့အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူ့အခြေအနေကိုကြည့်ပြီးတော့ ကမ္မထံပေးတဲ့တုတ်တံလေးတစ်ခုရှိတယ်